ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်လေးအောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုစနေနေ့ပြီးတော့ Super Sunday မှာကျွန်တော်တို့ပွဲကြီးပွဲကောင်းတွေအများကြီးကန်တဲ့အထဲမှာအင်္ဂလန် Premier League ပွဲတွေအပြင်နောက်ထပ်စိတ်ဝင်စားစရာ El Clasico ပွဲလည်းရှိတယ်ဆိုတော့ Premier League ကအစောပိုင်းက Newcastle United နဲ့ Chelsea ပွဲရှိတယ် Manchester United နဲ့ဒါ West Ham ရှိတယ် Forest နဲ့ Leicester City ရှိတယ် Tottenham Crystal Palace နဲ့တစ်ဖက်ကတော့ Liverpool နဲ့ဒါ Arsenal တင်းတွေပွဲရှိတယ်ပွဲကတကယ်ပွဲကောင်းနေရှိတယ်ဒါ La Liga ဘက်မှာဆိုရင် Real Madrid နဲ့ Barcelona တို့ရဲ့ Mundiri က El Clasico ပွဲရှိတယ်ဒါကတော့ကျွန်တော်တို့တကယ်ကိုထိုက်တဲ့လူပွဲပဲ Barcelona က၄မှတ်ဖြတ်ထားတယ်ဆိုတော့ Super Sunday ပွဲထဲမှာဒါ FC Barcelona ကတော့တကယ်ကို performance ကောင်းကောင်းနဲ့နိုင်သွားတယ်ဘယ်သူကထင်ပါလဲ2-0 down ဖြစ်တယ်ပွဲကလုံးဝကို Real Madrid အသင်း ပြန်လာပဲဆိုတဲ့ပုံစံမျိုးတွေအခြေအနေကနေပါဆိုနာအသင်းကပထမပိုင်းမှာတင် outstanding campaign နဲ့အကောင်းဆုံးတုံ့ပြန်ပြီးတော့ဒါဘယ်လိုပြောမလဲဒါဒါအပါစီရသွားတယ် Real Madrid အသင်းကတော့ဒါအဓိကဒီရဒီမှာသူတို့ရဲ့အဓိကပြဿနာက defensive နဲ့ individual အမားတွေပဲပွဲတိုင်းမှာဒီအမားတွေပါဆိုနာလည်းမားတယ်ပါဆိုနာလည်းမားတယ် Real Madrid လည်းမားတယ်ဒါတော့ Barcelona ကနှလုံးမားတယ်နှစ်ခုပေးရတယ် Real Madrid ကနှလုံးမားတယ်နှစ်ခုပေးရတယ် ဒါက story ပဲ whole capacity မှာလို့ penalty ပေးရတယ်နောက်တစ်ခါ Barcelona ရဲ့ Highland Frankie တောင်းလို့ဘောလုံးရှုပ်ချက်ခတ်တဲ့အထွက်ကနေလွတ်ထွက်သွားတယ် Barcelona ရဲ့အဓိကအားနေချက်အားသာချက်အားနေချက်က Highland အရင်ကစားတဲ့အခါမှာ PC ကစားမတွေရဲ့ဒါ pace ကနေသူတို့ထောင်ချောက်ကိုလွတ်ထွက်တာနဲ့ ကိုပေးရမယ်ချက်ဒါကတို့ရဲ့အရက်အနေများတဲ့ဂိမ်းကိုကစားနေတယ်ဒါကအားသာချက်ကဝီဝတ်အနေနဲ့တို့အတက်ကင်း၃ယောက်ကဂိုးတွေတွင်းတယ်ဒီနေ့ဆိုရင်ဖရိုင်းမတွင်းပေမဲ့ရာဖီညာတွင်းတယ်ယမားတွင်းတယ်ဒါရီဘတ်တွင်းတိုက်စစ်ကအမ်ဘာပေဟတ်ထရစ်ရတယ်ဒါပေမဲ့သူဝေါ်ကက်ဖိုင်နယ်ကပုံစံလိုပဲဝေါ်ကက်ဖိုင်နယ်မှာသူဟတ်ထရစ်ရတယ်ရှုံးတဲ့ရှုံးတဲ့အသင်းပတ်မှာသူပါဝင်ခဲ့တယ်ဒီနေ့ဘက်မှာသူဟတ်ထရစ်ရတယ်ရှုံးတဲ့အသင်းပတ်မှာသူပါဝင်ခဲ့တယ်အမ်ဘာပေက ပါရီစိန့်ဂျာမင်တို့ကလည်းသူ hat-trick သွင်းခဲ့တယ်အတုံးကဘာစလိုနာကိုကမ်နောမှာကားပြီးတော့ချန်ပီယံလိမှာ hat-trick သွင်းလို့အဲကလာစီကိုမှလည်းသူ hat-trick သွင်းနိုင်တယ်ဒါပေမဲ့ဒါဘာစလိုနာအသင်းရဲ့ပထမပိုင်းမှာပြန်လာတဲ့ကမ်ပတ်ကတော်တော်လေးကောင်းတယ်ပွဲစား၄မိနစ်၅မိနစ်မှလည်းကဘာစလိုနာကပယ်နယ်ပေးရတယ်အမ်ပတ်ပေးသွင်းတယ်၁၄မိနစ်မှ finish ပေးတဲ့လုံကနောက်ထပ် offside track ကနေဒါတခါအမ်ပတ်ပေးထပ်သွင်းတယ်အဲ့မှာလည်း2-0ဖြစ်သွားတယ်အေးစစ်စစ်နဲ့ဘာစလိုနာကိုရီယယ်မက်ဒရစ်ကထိ ंछ ုတ်ထားတယ်ဒါပေမဲ့ ဲ့မှာ16မိနစ်မှာဂိုးပြန်ပေးလိုက်ရတဲ့ Eric Garcia အလုံးကစပြီးတော့ပွဲက different game ဖြစ်ပြီးတော့မှာ Eric Garcia က Fran Torres ရဲ့ဖန်တီးမှု Fran Torres ကဒီနေ့ Lewandowski နေရာမှာကစားတယ်တော်တော်လေးကောင်းတယ် assist 3လုံးရတယ်တော်တော်လေးဖန်တီးတယ်အစ်စ်၃လုံးဖန်တီးခဲ့ပြီးတော့ဒါပထမပိုင်းဒါအဆုံးဒီဘယ်လိုပြောမလဲ၁၉မိနစ်မှာ Torres ကဖန်တီးမှုကနေ Eric Garcia စသွင်းတယ်ဒါကဒီပွဲ comeback ပဲ ိုက်ကနေမှဆင်ဇက်တိုက်ပဲ32မိနစ်မှာယမအလုံးကဝူတူပေးလိုက်တယ်ယမလှလှလေးကန်ပြီးတော့မှနောက်34မိနစ်မှာရာဖင်ညာကဖက်ထရီပေးတဲ့အလုံးအဲ့ဒါကတော့ရေမတွေ့အပါပေါ့လေသူတို့ကစားမနှစ်ယောက်ရှုပ်ရှက်ခတ်တဲ့ကြားကနေလွတ်ထွက်သွားပြီးတော့ဘက်ထရီပေးတာကနေရာဖင်ညာတကူထပ်သွင်းပြီးတော့နောက်45မိနစ်မှာတခါလူကက်စ်ဖက်စကက်အမားကနေပဲဒါဖရန့်ဖေးတာကနေရာဖင်ညာပေးတယ်ဆိုပထမပိုင်းမှာနေ42ဖြစ်တယ် ဖွဲ့ပွဲကတော့တကယ် entertainment ပွဲသူတိုက်ကိုတိုက်သူတိုက်ကိုတိုက်နဲ့ကစားသွားပြီးတော့ Real Madrid ကဒါ Vinicius Junior ရဲ့ပေးတဲ့အလုံးကနေ Mbappe တလုံးပြန်သွင်းလို့ဒုတိယဘက်မှာ hat trick ရတာမှန်တယ်ဒီကြားထဲမှာသူတို့ penalty လည်းရသေးတယ်ဒါပေမဲ့အဆုံးသတ်မှာ Barcelona လည်း penalty လုံးရတယ်တကူသွင်းတယ်တကူသလုံး VR နဲ့ cancel ဖြစ်တယ် Real Madrid လည်း penalty လုံးထပ်ရတယ် cancel ဖြစ်ပေမဲ့အဆုံးသတ်မှာ Barcelona 4-3နဲ့ နိုင်ပြီးတော့ဒါလာလီဂါမှာခုနမှဖြတ်တော့ချန်ပီယံဖြစ်ဖို့တေချာသွားတယ်သုံးပွဲပဲကျန်တယ်သူတို့ကအက်စပန်ယိုကိုကံမဲ့အဝေးခွင်မှာပြီးတာနဲ့ဗီလာရီယယ်ကိုအင်ကွင်းအက်တလက်တစ်ကိုအဝေးခွင်ဒါပေမဲ့လာလီဂါချန်ပီယံဖြစ်ဖို့မက်ဒရစ်ကိုရီယယ်မက်ဒရစ်ကိုဘာဆိုနာကတေချာတော့ဖြစ်သွားတယ်ဒီနေရာမှာအစောပိုင်းပရီးမီယာလိပွဲမှာနျူကာဆယ်ယူနိုက်တက်ကချယ်ဆီကိုနိုင်လိုက်တယ်ဒီဘွဲမှာမတင်မပင်နဲ့ ဒါ Jackson ထောက်ခံရတယ်ထောက်ခံရတာတော့သူ့ရဲ့အမှားပေါ့လေမလိုလားပဲね aggressive ဖြစ်တဲ့ခေါင်းတိုက်မှုကိုဒါတောင်နဲ့တွတ်လိုက်တဲ့အချိန်မှာသူထောက်ခံလိုက်ရတယ်ဒါပေမဲ့ပွဲအစ2မိနစ်ပဲရှိသေးတယ်ဆိုးဆိုးစီးဂိုးပေးလိုက်ရတဲ့အချက်ကဒီနေ့ပွဲအဓိကပဲ Sandro Tonali တွင်းသွားတယ်တွင်းသွားတဲ့အလုံးအောင်တော်တော်လေးကောင်းတယ် cross နဲ့ပို့လိုက်တယ်အဲ့မှာနောက်က far post ကမလာတဲ့ Sandro Tonali က လလပပကန်သွင်းပြီးတော့ညူကာဆယ်ကိုဥဆောင်ဖို့တွင်တယ်ချက်စီတင်းကတောင်းအောင်ရှော့ကိုလုပ်တယ်ဒါပေမဲ့တယောက်ရုပ်သွားပြီးမဲ့ဒုတိယပိုင်းမှာချက်စီကစားဖို့တော်တော်လေးကောင်းတယ်ဒါဒုတိယပိုင်းမှာဆိုချက်စီက risk chain ဝင်လာတယ် shape တွေပြန်ပြောင်းတယ်ခိုက်စီကိုခွင်းလည်းတက်တယ်ညူကာဆယ်ကပထမပိုင်းမှာကောင်းပြီးမဲ့ဒုတိယပိုင်းမှာတော်တော်လေး struggle ဖြစ်ပြီးတော့မှဒါအဆုံးသက်မှာချက်စီကတေးကြလို့အတွက်တောင်းအောင်ချိုးသားတာတစ်ဖက်သက်သူစီးထားတယ်ကျွန်တော်တို့ထင်တော့မသိဒါပေမဲ့ဒါညူကာဆယ်က minute 90မှာတန်ပန်းပေးတဲ့အလုံးကနေဒါ blue new grimaris ကလူပင်ဒီ ီ deflect ကိုကယူကာဆယ်ကို2ကိုပြန်နေနိုင်တော့ဒါနောက်ဆုံးအဆုံးသတ်ပါဒါဘယ်လိုပြောမလဲဆိုတော့ဒါ Newcastle United က Champions League အတွက်တော်တော်လေးချိန်နေကောင်းတယ်အဲ့ဒီနေရာမှာ Forest ကလည်းအင်ကွင်းမှာ Leicester နဲ့တေးကြတယ်နောက်တဲ့ Forest တကယ်ကိုအရေးကြီးတဲ့အချိန်မှာ Forest ကဒါအင်ကွင်းမှာတေးကြသွားတယ်ဒါသူတို့ဒါကွန်နဂိုဒီကစပြီးတော့ Northern Forest ကိုခေါင်းတိုက်ပြီးတော့ Leicester တဲ့ဥဆောင်ကိုသွင်းတယ်။ Kip White က Anthony Elan ကပေးတာကပြန်ချေခဲ့ပြီးတော့မှဒါဟိုဘက်က ဒါခရစ်ဘူးကမိနစ်50မိနစ်50ကျော်မှာအီလန်ကဖန်တီးပေးတာပဲဆိုတော့ကျွန်တော်အဲ Forest Night လို့တွတ်ထားပြီးတော့မှဒါအစုံသက်ပွဲပြီးကနေ80ကျော်မှာ Jamie Vardy ရဲ့ဖန်တီးမှုကနေ Vonatate ကတကူးသွင်းလို့ Forest ကအိမ်ခွေးမှာတူတူတေချာပြီးအမှတ်ထက်ရောက်သွားတကယ်ကိုအရေးကြီးတဲ့အချိန် Man United ကလည်း West Ham နဲ့ကန်တယ်ဒီပွဲကလည်းဒါ United ကဒါရလက်ကအလောက်မဟုတ်ဘူးပြန် United နောက်ပိုင်းမှာရလက်ကိုတိတ်ကူးမျိုးစိုက်တာ Premier League မှာ AC သူရောစပါးရောအဲ့တိုင်းပဲ မန်ယူနိုက်တက်ကဒီနေ့အဓိကကန်ဆူသွားတာတော့လေသူတို့အားထားတဲ့နောက်ခံလူလန်နီယူရိုဒန်ရသွားတာပေါ့လေစူးချက်ပထမကိုသွင်းတာမှန်တယ်ဒါပေမဲ့ယူရိုဒန်ရသွားတယ်လူရှော်လည်းလဲပြီးတော့ဒါလင်းဒလော့နဲ့မကွာရဝင်လာတယ်ဒုတိယပိုင်းမှာ အဝဝံပစာကပေးတာကဒီဂျာရပူဝင်တကူထပ်သွဲလို့ပထမပိုင်းပါတယ်ပထမပိုင်းတကူဒုတိယပိုင်းတကူနဲ့ဝက်ဆန်ကနိုင်သွားတယ်အဲ့တကူပဲဝက်ဆန်ကလည်းမနိုင်ပြောတဲ့ဒီယာဒီမှာဒါလက်ရှိနီးပြဂရင်းပေါ်တာအသင်းကလည်းတော်တော်လေးအားနည်းတဲ့အသင်းဖြစ်တယ်ဒါပေမဲ့အဆုံးသက်မှာအိုက်ဂိုးကပဲဒါယူနိုက်တက်ကိုဒါအဆုံးသက်ပြီးတော့သူတို့ရှုံးနေသွားတယ် ပြီးတော့မှကျွန်တော်တို့အခုဒါ Tottenham Hotspur Spurs ကလည်းဒီအာဒီမှာတောက်လျှောက်ရုံးခံရတယ်အင်ကွင်းမှာ Crystal Palace နဲ့ခံရတယ်ဒါဒီအာဒီမှာအင်ကွင်းရှစ်ပွဲရှုံးထားတယ်ဒါ၁၉ပွဲထိရှုံးထားတဲ့ Spurs ကနောက်ထပ်တစ်ပွဲထပ်ရှုံးတယ်တူတယ် Premier League မှာပွဲ၂၀ရှုံးတယ် ဒါအန့်ပိုဆိုကိုဂရုတွက်ခရစ်စတီးပယ်လစ်ကလူမဆုံတဲ့စပါ့စ်ကိုတော်တော်လေးအပြောင်းလဲလုပ်ပြီးတော့ပရက်ရှာပေးတယ်ဒီဘွဲမှာစပါ့ကွက်နောက်ထပ်စိတ်ပြက်စရာကဒေးရန်ကိုလိုဆော့စကီအင်ဂျူရီဖြစ်သွားတာပဲကိုလိုဆော့စကီတွက်တကယ်ကိုကန်ဆူစရာဖြစ်ပြီးတော့ဒါဘပွိုင်းရဲ့ဂျိမ်းစ်ပယ်လစ်အင်ဂျူရီဖြစ်တဲ့စပါ့စ်ထဲမှာနောက်ထပ် big damn loss ဖြစ်သွားတယ်ဒါဒီနေရာမှာပထမပိုင်းမှာအတဲကတဲ့တကူသွင်းနဲ့အစီကဒုတိယပိုင်းမှာတကူသွင်းနဲ့ဒါဒီပွဲကဘယ်လိုပြောမလဲဆိုတော့ဒါစအစောပိုင်းတဲ့ကလည်းတကူသွင်းနေတယ်စကန်ဆိုးသွားလို့ offside ဖြစ်သွားပြီပဲအဇီးရဲ့ twin ကိုနှစ်ခုနဲ့ဒါအခုလက်ရှိမှာဒါဘယ်လိုပြောမလဲဒီ Crystal Palace က Spurs ကိုနိုင်သွားတယ်ဒါ Liverpool နဲ့ Arsenal ရဲ့ပွဲပေါ်လေဒါ Champion ဖြစ်တဲ့ဒါ Liverpool အသင်းက Arsenal Mikel Arteta ရဲ့အသင်းနဲ့အိမ်ခွင်မှာခံရတယ်ဆိုတော့အာ Arsenal နဲ့ Liverpool ပွဲကတော့ကျွန်တော်တို့မျှော်လင့်ထားတာထက်ပိုပြီးတော့ entertainment ပေးတယ်ဒါပွဲကနှစ်ပိုင်းလို့ပြောလို့ရတယ်ပထမပိုင်းမှာဒီပိုင်းဒုတိယပိုင်းမှာဒီပိုင်းမှာပထမပိုင်းမှာ Liverpool က all over ထိုးတဲ့ control လုပ်ထားတယ်ပို့ထိုးတဲ့ပွဲကိုထိန်းချုပ်ထားတယ်ဒါပေမဲ့ဒုတိယပိုင်းမှာ Arsenal ကပြန်ခံပတ်ပြန်လာခဲ့တယ်ဒီပွဲက Liverpool ဘက်ကနည်းနည်းလိုပြောမလဲဆိုတော့ miss emotion ဖြစ်နိုင်တယ်ဘာကြောင့် emotion ဖြစ်လဲဆိုတဲ့အချက်အဓိကအချက်က Liverpool အသင်းကဒါဘယ်လိုပြောမလဲဆိုတော့ပထမပိုင်းမှာသူတို့လိုချင်တဲ့ twin goal တွေလည်းရတယ်သူတို့လိုချင်တဲ့ပွဲကိုထိန်းချုပ်မှုရတယ်တွန်းလိုက်တဲ့ goal တော့ကတော့ Gapo နဲ့ DS က 10မိနစ်တွင်းမှာမိနစ်20 21မှာတွင်းတာဒါပေမဲ့ဘာဖြစ်လဲဆိုတော့အရန် relax ဖြစ်သွားတာဗောလေโอเคငါတို့ MC မှာလည်းကန်နေအာဆယ်ကိုဒါအေးစစ်စစ်ထိ ंछ ုပ်ထားတယ်အခွေရည်လည်းဖန်တီးပြီးတော့ပွဲကိုထိ ंछ ုပ်ပြီး2 0 up ဖြစ်တဲ့အချိန်မှာဒါဒုတိယပိုင်းမှာသူတို့အေးစစ်စစ် relax လုပ်တယ်ဒါသူတို့ပွဲကဖြတ်ရတော့ ဒါပေမဲ့လည်းအထက်ထအသေးမှာလုံးဝကိုမထင်မှတ်ပဲတူကြမှာပြန်လာတယ်ဒီနေ့ rice မပါတဲ့အတွက်ကြောင့်ကိုင်းလေပိုင်းနည်းနည်းအားနေတယ်ပထမပိုင်းမှာ arsenal dry လောက်တိုင်းလုံးဝမရှိပေမဲ့ဒုတိယပိုင်းမှာတော်တော်လေးပြောင်းနေတယ်ဒုတိယပိုင်းတော်တော်လေးကောင်းတယ်နောက်တစ်ခုကဒုတိယပိုင်းအစမှာခြေပါဖို့တကူ martinelli တွန်းလိုက်တာက ဒါလီဗာပူးအတွက်နည်းနည်းလေးဒါပြန်ပြီးတော့တောက်ဖြစ်သွားတဲ့အချက်ဖြစ်တယ်ပွဲကပွဲကောင်ပထမပိုင်းမှာလီဗာပူးက total control ဒုတိယပိုင်းမှာအာဆင်က total control နောက်မီကယ်မိုရီနိုထုတ်ခံရပြီးပြီးလက်ချံဆင်မင်းတော့မှာလီဗာပူးကပြန်ပြီးတော့ chance တွေ create လုပ်တယ်ဒါအာဆင်နဲ့လီဗာပူးကအပြင်းနဲ့ entertainment ပေးတဲ့ပွဲပဲပထမအကြိုတုန်းကလေတူတူတည်ကြတယ်ဒီပွဲလဲထုံးစံအတိုင်းပဲဆိုတော့ဒါကိုဒီကဘိုနဲ့ DS ကပထမပိုင်းမှာတကူစီတွင်းတယ်ဒါပေမဲ့ဒုတိယပိုင်းအစမှာ Gabriel Martinelli တကူတွင်းပြီးတော့ဒါ မာတီအိုဒီကလှမ်းကန်တဲ့အလုံးကပြန်ထွက်လာတဲ့အလုံးမှာဒါမီကယ်မိုရီနိုခေါင်းတိုက်ပြီးတော့ဒါတူတူဖြစ်တယ်မီကယ်မိုရီနိုကဒါမေရှိစ်စထရိုက်ကာကစားပြီးခဲ့တာကိုကိုမြောက်သွင်းတယ်သူကိုကိုသူကိုသွင်းပြီးကိုမနစ်အကြာမှာဖောင်းကြောက်မယ်အဲ့ဒါလည်းရိုင်ယာနဲ့သူကြာနားလည်းမှုမှာသူထိတ်ချက်မှားပြီးတော့သူထုတ်ခံရတယ်အဲ့ကတည်းကနှစ်ဝါတတိထုတ်ခံရပြီးတော့အဆုံးသက်မှာအာဆယ်ကတယောက်ယောက်နဲ့ကစားတဲ့အချိန်မှာလီဗာပူးက ခေါင်းလျှောက်ကိုတိုက်စစ်စင်တဲ့ပွဲပီကန်နေမှာဂျိုတာအပါဝင် chance ပေါ့လေဒါပေမဲ့ track alexander arnold ကိုပေးတဲ့တည်းကဘာကြောင့်တော့ဘူးလုံးလဲတော့မသိဘူးပေါ့ဒါပေမဲ့သူမလာတဲ့ချိန်မှာဘူးလုံးတယ် liverpool အတွက်အနိုင်ဖို့ကိုဒါ van dijk ခေါင်းတိုက်လို့ပြန်ထွက်တာကနေ anti robinson ပေါ့လေ anti robinson ကကတွင်းခဲ့ပေမဲ့အဆုံးသတ်မှာ ဗီယာကဗီယာမဟုတ်ဘူးအန်တနီဒီလာကဖောင်းဖြစ်သတ်မှတ်တယ်မိုင်းလူးစ်ကယ်လီကိုခနာတီဖောင်းတဲ့အတွက်ကြောင့်တူးတူးနဲ့တေးချသွားတယ်ဆိုတော့ဒါအခုဒါလက်ရှိနေထိုင်ရလီဗာပူးက82မှတ်အာဆယ်ကဒါအခုလက်ရှိမှာ60နဲ့8မှတ်နဲ့လီဗာပူးက83အာဆယ်က68ညူကာဆယ်66စီတီ65ချယ်ဆီ63ဗီလာ63ဖောရက်စ်ကဖေဗရစ်ကနေအောက်ကိုရောက်သွားပြီးတော့62ဖြစ်ပြီးတော့ဒါချန်ပီယံလိရေးစ်ကတော့တော်တော်လေးအကျိတ်နေရှိတယ်ရှေ့တစ်ဘက်ကအာဆယ်ကညူကာဆယ်နဲ့ကမ်းမြေ ယ်ယူကာဆယ်ကအာဆယ်ဟိုနိုင်ရဲ့အဆင့်နှစ်နေရာတိမျောလင်းလို့ရပြီးတော့ပရီးမီးယားလီးရဲ့ချန်ပီယံလီးရေးစကဒီတစ်ပတ်မှာ advantage ရတာတော့ယူကာဆယ်ရဲ့အာဆယ်ဗီလာရဲ့အသင်းနဲ့တင်ဗာရီယာပြီးမန်စီးတီးတေးနောက် Chelsea ရှော့ပြီးတော့ Forest တေးကြာသွားဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်